မင်္ဂလာပါ theology တလို့စာကနေကျူဆိုပါတယ်လူလူကျန်စီရေးမမိနိုင်တဲ့ဖျားသခင်တန်ခါညီတက်ချင်းနဲ့ပြည်စုံကြပါစေခဏလောက်ဆူတောင်းခြင်းနဲ့အဆက်ပြေကြရအောင်အဖဖျားသခင်ယေရှုတင်နေတညတလုံးကောင်းမွန်စွာရေးဆနာကိုကိုင်ကိုပေးခဲ့တော်ကြောင့်ယေရှုတင်မ၏ဒီနေ့တလုံးနဲ့ကရုရှင်ဖဖျားသခင်ပူဆောင်ကောင်းခြင်းပြည်တနာတော်မူပါကရုရှင်ဖဖျားကရုရှင်အလိုတော်ကိုတုံ့တင်တော်မူပါကရုရှင်ပြတော်လမ်းသို့တွားတက်စေတော်မူပါလင်းကိုပြတော်မူပါ အချီးမွမ်းလည်းတပါးလို့တော်တော်တကင်းရရှုနာမနဲ့စာပြပါ၏အမင်းဒီနေ့မှာတော့တုတ်တန်ကြံခန်းကြီး1ငယ်9ကိုဖတ်ရှုဆင်ခြင်နှလုံးသွင်းကြမှာဖြစ်ပါတယ်တုတ်တန်ကြံခန်းကြီး1ငယ်9ထာဝရဖရာကို ကြောက်ရွံ့သောသဘောသည်ပညာဤအချို့အချာဖြစ်၏လူမိုက်တို့သည်ပညာနှင့်ဥပဒေသကို မထီမဲ့မြင်ပြုတတ်ကြ၏တမန်ကျမ်းစာအပြင်ဖျားသခင်ပြင်ဆင်ပေးထားတဲ့ကောင်းကြီးမင်္ဂလာတင်ပေါ်မှာရှိပါစေ။ ီတမာကျန်းစာကတော့ကျွန်တော်တို့ငငယ်လေးကလေးကကြားဘူးခဲကြလောက်တဲ့ကျန်းစာဖြစ်မှာပါ။ထာဝရဘုရားကိုကြောင်းရုံတော်သဘောသည်ပညာဤအချုပ်အခြာဖြစ်။ဘုရားသခင်ထာဝရဘုရားကိုကြောင်းရုံရမယ်။ဒါကပညာရဲ့အချုပ်အခြာပညာအစပြုရာအရင်အမြစ်ဖြစ်တယ်။ဒါကိုအရင်ဆုံးသိကြနှလုံးသားထဲမှာမှတ်သားကြရအောင်။ထာဝရဘုရားသခင်ကိုကြောင်းရုံခြင်းကပညာရဲ့အချုပ်အခြာပညာစတင်ပြီးစီးစင်းရာအရင်အမြစ်ဖြစ်ပါတယ်။ တနည်းအားဖြင့်တော့ထာဝရဘုရားကို ကြောက်ရွံ့သောသဘောမရှိဘူးဆိုရင်ပညာဆိုတာလည်းရှိလာဖို့မဖြစ်နိုင်ဘူးဆိုတဲ့သဘောတက်ရောက်ပါတယ်ထာဝရဘုရားကို ကြောက်ရွံ့သောသဘောမရှိရင်ပညာရှိမလာနိုင်ဘူးဒီအခါအရေးကြီးဆုံးကတော့ထာဝရဘုရားကိုကြောက်ရွံ့သောသဘောရှိဖို့ဆိုတာကိုလက်ခံယုံကြည်မိပါတယ်တကယ်ပဲထာဝရဘုရားကိုကြောက်ရွံ့ရိုသေဖို့လိုအပ်တယ်လို့လက်ခံယုံကြည်ပါတယ်ဒါပေမဲ့တမန်ကျမ်းစာကို ကြည့်တဲ့အခါ ။ချစ်ချင်းမေတ္တာသည်ကြောက်ချင်းတန်ဝေကနေမပေါင်းနိုင်ရလို့ပြောထားတယ်မဟုတ်လား။ဖရာသခင်ကကြောက်တတ်သောစိတ်တဘောကိုငါတို့အားပေးတော်မူသည်မဟုတ်လို့ပြောထားတယ်မဟုတ်လား။ဖရာသခင်ကကျွန်တော်တို့အတွက်အသွေးသွန်အသက်ဆွတ်တဲ့အထိချစ်တဲ့ဖရာအဆုံးတိုင်ပို့ဆောင်ကောင်းကြီးပေးမဲ့ဖရာဒီလိုဖရာကိုကျွန်တော်တို့ကဆက်ပြီးကြောက်ရွံ့တုန်လှုပ်နေရမှာလားလို့မေးစရာရှိပါတယ်။ရှင်ရဩဝါဒစာပထမဆုံးအခန်းကြီး၄မှာကြည့်တဲ့အခါလဲ ။စုံလင်သောမေတ္တာသည်ကြောက်ချင်းတန်ဝေကကိုမောင်းထုတ်တတ်တယ်လို့ဖော်ပြထားတယ်။ကြောက်ချင်းတန်ဝေကရှိနေသေးတဲ့သူကမေတ္တာနဲ့မပြည့်စုံသေးဘူးလို့ဖော်ပြထားတာတွေလည်းရှိနေပါတယ်။ဖျားသခင်ကကိုယ့်ကိုစုံလင်စွာချစ်တာသိနေရတဲ့ဖျားသခင်ကိုကြောက်ဖို့ဆိုတာဖြစ်နိုင်သေးလားစသဖြင့်ကြောက်ရွံ့ခြင်းနဲ့ပတ်သက်ပြီးမေးစရာမေးခွန်းတွေအများကြီးရှိနေပါတယ်။ကျွန်တော်ကိုယ်တိုင်လည်းစိတ်ထဲမှာအဲ့ဒီလိုပဲမရှင်းမရှင်းဖြစ်ခဲ့ပါတယ်။ ဒီအခါမှာနိုင်ငံလေးလာကြည့်တဲ့အခါဒီကြောက်ရွံ့ခြင်းဆိုတဲ့စကားလုံးကရန်သူကိုကြောက်တဲ့ကြောက်ရွံ့ခြင်းမျိုးကိုရည်ညွှန်းနိုင်သလိုမိဘဆရာကိုယူသေးတဲ့ယူသေးကြောက်ရွံ့မှုမျိုးကိုလည်းရည်ညွှန်းနိုင်တယ်လို့သိရပါတယ်ရန်သူကိုကြောက်တဲ့တရေကိုကြောက်တဲ့ကြောက်ရွံ့မှုမျိုးတွေကကိုယ့်ကို ထိခိုက်နာကျင်ပျက်စီးစေမှာကိုကြောက်တဲ့ကြောက်ရွံ့မှုမျိုးတွေဖြစ်ပါတယ် ရန်သူတယောက်ကိုကြောက်တယ်ဆိုတဲ့ကကိုကိုထိခိုက်နာကျင်ပျက်စီးစေမှာကိုကြောက်တယ်ကြောက်ရွံ့မှုမျိုးဖြစ်ပါတယ်မိဘဆရာကိုယူသည်ကြောက်ရွံ့မှုဆိုတာကတော့မိဘဆရာ ကောင်းမြတ်ခြင်းအပေါ်မှာအလေးအမြတ်ထားခြင်းဖြစ်ပါတယ်မိဘဆရာရဲ့ကောင်းမြတ်ခြင်းကိုကြောင့်ထိခိုက်သွားမှာကိုကြောက်ရွံ့ခြင်းမျိုးလို့လည်းပြောလို့ရပါတယ်ရန်သူကိုကြောက်တဲ့ကြောက်ရွံ့ခြင်းမျိုးကတော့ကိုကိုထိခိုက်ပျက်စီးစေမှာကြောက်တဲ့ကိုအကျိုးကိုဗဟုပြုတဲ့ကြောက်ရွံ့ခြင်းမျိုးဖြစ်ပြီးမိဘဆရာစသဖြင့်ယူသည်ကြောက်ရွံ့ခြင်းကတော့ ကိုဂျိုးကိုဘ ഹു မပြုတ်ပဲတဖက်သားရဲ့ကောင်းမြတ်ခြင်းကိုအလေးအမြတ်ထားတတ်တဲ့ကြောက်ရွံ့ခြင်းမျိုးဖြစ်ပါတယ်ထာဝရဘုရားကိုကြောက်ရွံ့ခြင်းလို့ပြောတဲ့အခါမှာတော့ထာဝရဘုရားရဲ့ကောင်းမြတ်ခြင်းကို အလေးအမြတ်ထားတတ်တဲ့ကြောက်ရွံ့ယူတည်မှုမျိုးထာဝရဘုရားရဲ့ကောင်းမြတ်ခြင်းကိုကြောင့်ထိခိုက်ပျက်စီးသွားမှာကိုကြောက်တဲ့ကြောက်ရွံ့မှုမျိုးကိုရင်ညွှန်းနေတယ်လို့တမန်တော်အရာနားလည်မိပါတယ် ထာဝရဘုရားကတော့ဘုရားသခင်ကတော့ငါ့ကိုရိုက်တော့မှာပဲငါ့ကိုဖျက်ဆီးတော့မှာပဲငါ့ကိုနာကျင်စေတော့မှာပဲဆိုပြီးကြောက်ရွံ့တဲ့ကြောက်ရွံ့ခြင်းမျိုးမဟုတ်ပါဘူး။သခင်ယေရှုခရစ်တော်ကိုတော်တိုင်ကရှမသဲခရစ်ယာန်ခန်းကြီး30အငယ်30ကနေငယ်31မှာသင်တို့သပင်ဒီလေအကုန်အစင်ရေတွက်လျက်ရှိ၏ထို့ကြောင့်မကြောက်ကြနှင့်သင်တို့သည်စာငတ်အများတို့ထက်သာ၍မြတ်ကြ၏လို့ပြောထားပါတယ် အရာခတ်သိန်းကို ထိန်းချုပ်ကင်တွင်နေတဲ့ထာဝရဘုရားသခင်ကကျွန်တော်တို့ရဲ့စံချီမြင်တည်တည်လေးတွေကိုတော့မှတည်တည်ချာချာရေတွက်ဂယုဆိုင်တဲ့အထိချစ်နေတာကြောင့်ကျွန်တော်တို့ကို ထိခိုက်ပျက်စီးစေမှာကိုမကြောက်နဲ့လို့အတိပေးထားပါတယ်ဘုရားသခင်ကကျွန်တော်တို့ကိုထိခိုက်ပျက်စီးစေမှာကိုမကြောက်နဲ့လို့ဘုရားသားသမီးတွေကိုအတိပေးထားပါတယ်ဒါကြောင့်နှလုံးသွင်းမှတ်သားစေခြင်းတဲ့အရာကတော့ကိုယ့်အကျိုးပြတ်မှာကိုကြောက်တဲ့ ကြောက်ရွံ့ခြင်းမျိုးကစိတ်ထဲမှာနေရပေးတဲ့ကြောက်ရွံ့မှုမျိုးမဟုတ်ပါဘူးတခါတော့ပြန်ပြောပြချင်ပါတယ်ကိုယ်အကျိုးပြတ်မှာကိုကြောက်တဲ့ကြောက်ရွံ့ခြင်းမျိုးကစိတ်ထဲမှာနေရပေးတဲ့ကြောက်ရွံ့မှုမျိုးမဟုတ်ပါဘူးဒါပေမဲ့ထာဝရဘုရားရဲ့ကောင်းမြတ်ခြင်းနဲ့အကျံအစီတော်တွေကိုယ်ကြောင့်အထီးအခိုက်ဖြစ်သွားမှာကိုမဖြစ်စေခြင်းနဲ့ကြောက်ရွံ့ယူသေးခြင်းကတော့ပညာကိုဖြစ်စေတဲ့ကြောက်ရွံ့ခြင်းရှိတဲ့ကြောက်ရွံ့ခြင်းဖြစ်တယ်ဆိုတာကိုမှတ်သားစေခြင်းပါတယ်အလွယ်ပြောရရင်တော့ ကိုယ်အကျိုးကိုဗဟုပြုတဲ့ကြောက်ရွံ့ခြင်းကိုပယ်ရှောင်ပြီးထာဝရဘုရားရဲ့အကျိုးကိုဗဟုပြုတဲ့ကြောက်ရွံ့ခြင်းကိုတော့နေရာ ပေးဖို့အရေးကြီးပါတယ်။ဒါကြောင့်ကျွန်တော်တို့ရောက်စီတိုင်းတကယ်ပဲထာဝရဘုရားကိုယုံကြည်ကြောက်ရွံ့ခြင်းအဖြစ်ပညာတတ်များတိုးပွားပြီးဘုရားသခင်ရဲ့ပုံတော်ကိုထင်ရှားစေနိုင်သူများဖြစ်ကြပါစေ။ခနာလောက်ဆုတောင်းရအောင်။အဖဘုရားသခင်ကိုရရှင်အလိုတော်ရှိသည့်အတိုင်းကိုရရှင် အကြံစီတော်ကိုရရှင်အလိုတော်လမ်းတို့လိုက်တက်စီတော်မူပါ ရရှိန်ကောင်းမြတ်ခြင်းကိုထိခိုက်ညှို့နှွမ်းစေမိလှုံ့ဆောင်ချက်တစ်ခုချင်းစီတိုင်းမဖြစ်စေဘဲကိုရရှိန်ကိုရတိုင်းလမ်းပြပဲ့ကင်ပေးတနာတော်မူပါအဖဖျားကိုရရှိန်ကိုလိုအပ်ပါတယ်ကိုရရှိန်ကိုတကယ်စစ်မှန်စွာယူသည်ကြောက်ရွံ့တတ်စီတော်မူပါဖဖျားလွယ်မသောကြောက်ရွံ့မှုများကိုပေးရှာပေးတနာတော်မူပါယေရှုတင်နေယေရှုတို့ချီးမွမ်းတဲ့ဘာသာတော်တခင်ယေရှုနာမနဲ့ဆုတောင်းစကန်အနံပါ၏အာမင်